AI တွေကဘာပေါ်မှာလွှမ်းမိုးလာတဲ့အများလူတွေလည်းအလောက်ကန်ရှားပါမှုတွေကြုံကြိုက်လာရတာမှဖြစ်ပါတယ်။တချို့အလောက်ကန်တွေဆိုရင်နောက်ဆက်နှစ်အတွင်းမှာလုံးဝပြောက်ွယ်လူနေပါဖြစ်မဲ့အခြေအနေတွေကိုပါရင်ဆိုင်လာရနိုင်ပါတယ်။ဒါပေမဲ့ဒီနေရာမှာနောက်ဆက်နှစ်အတွင်းဝင်ငွေအများဆုံးနဲ့ထောင်တက်လာမဲ့အလုပ်ကိုင်တွေလည်းရှိနေပါဗျ။ဒီနေ့ဗီဒီယိုလေးထဲမှာတော့နောက်ဆက်နှစ်အတွင်းမှာဝင်ငွေအများဆုံးဖြစ်လာမဲ့အလုပ်ကိုင်တွေအကြောင်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့်ဘယ်အလုတ်ကိုင်းတွေကနောက်ဆက်နှစ်အတွင်းမှာဝင်ငွေအများဆုံးဖြစ်လာမလဲဆိုတာရဲ့အနာဂတ်မှာဝင်ငွေများများရအောင်ဘလို့အလုတ်ကိုင်းတွေဘလို့စကေးတွေကိုဖြည့်တင်းထားတင်တယ်ဆိုတာရဲ့ကိုသိရဖို့အတွက်ဒီဗီဒီယိုလေးကိုဆက်ကြည့်လိုက်ရအောင်နော်နံပါတ်1 Technology and AI တနေ့ထက်တနေ့နီးပညာနဲ့ AI တွေတိုးတက်လာတဲ့အများနောက်ဆက်နှစ်အတွင်းမှာနီးပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေလည်းပိုတိုးတက်ပြီးဈေးကွက်ကိုဆက်လက်ဦးဆောင်နိုင်တဲ့လုပ်ငန်းတွေ ဖြစ်နေမှာပဲဖြစ်ပါတယ်။ AI နဲ့ machine learning engineer တွေအနေနဲ့ program ရေးဆွဲခြင်းနဲ့ data science နည်းပညာတွေမှာပုံမိုကျွမ်းကျင်ဖို့လိုအပ်ပြီးဒီကဏ္ဍတွေကဘဏ္ဍာရေး၊ကျန်းမာရေးစောင့်ရှောက်မှုနဲ့ဖျော်ဖြေရေးအပါအဝင်ကဏ္ဍအသီးသီးမှာမရှိမဖြစ်လိုအပ်တဲ့အလုပ်ကိုင်တွေဖြစ်လာမှာပဲဖြစ်ပါတယ်။ အခုခေတ်မှာစိုက်ဘာချိန်းခြောက်မှုတွေများလာတဲ့အများအရေးကြီးဒေတာတွေကိုကာကွယ်ဖို့အတွက်စိုက်ဘာ security ပညာရပ်ကလည်းပိုအရေးကြီးလာပြီးတော့အကျိုးအမြတ်များတဲ့အလုပ်ကံတစ်ခုဖြစ်လာမှာသိကြပါပဲ။ technology နဲ့ပတ်သက်ပြီးတော့နောက်ထပ်ဝင်ငွေအများကြီးရနိုင်မဲ့အလုပ်ကံတစ်ခုကတော့ data science နဲ့ analyst တွေပဲဖြစ်ပါတယ်။ ဒီပညာရပ်တွေမှာပါဝင်တဲ့စရင်စရားတွေနဲ့ machine learning system တွေကအနာဂတ်မှာ marketing ကနေစလို့ healthcare ခန္ဓာတွေအထိပါ နေရာယူလာမှာပဲဖြစ်ပါတယ်။နံပါတ်1 healthcare and biotechnology နောက်ထပ်အနာဂတ်မှာဝင်ငွေရှယ်ကျန်းလာမယ့်ပညာရပ်တွေကတော့ healthcare နဲ့ biotechnology ပဲဖြစ်ပါတယ်။ ကျမ်းမာရေးဆောင်ရှောက်မှုဟာအနာဂတ်အလုပ်ကိုင်းတွေရဲ့အခြေခံအုတ်မြစ်ဖြစ်လာပြီးတော့သူနာပြုအတတ်ပညာရှင်တွေနဲ့ဆေးဘက်ဆိုင်ရာ robot engineer တွေဟာဝင်ငွေအများဆုံးအလုပ်တွေမှာစမ်းသစ်တဲ့ဆောင်ရှောက်မှုတွေစမ်းသစ်တဲ့ဖြည့်ရှင်နည်းတွေနဲ့အတူဥဆောင်လာမှာပဲဖြစ်ပါတယ်။ biotechnology လို့ခေါ်တဲ့ဇီဝနည်းပညာရှင်တွေကတော့ကျန်းမာရေးနဲ့ညီညွတ်တဲ့အနာဂတ်ကို ဖော်ဆောင်ပေးတဲ့မျိုးရိုးဗီဇာကုလုံးတွေနဲ့ပြန်လည်ထူထောင်ရေးစီးပညာတွေမှာအောင်မြင်မှုတွေရလာတဲ့အမျှဝင်ငွေများတဲ့အလုပ်ကိုင်တွေအနေနဲ့ရပ်တည်နိုင်ကြတော့မှာပဲဖြစ်ပါတယ်။နံပါတ်3တီထွင်ဖန်တီးမှုဆိုင်ရာပညာရှင်များမီးပညာတိုးတက်လာတဲ့အညီတီထွင်ဖန်တီးမှုလုပ်ငန်းတွေရလည်းတစ်နေ့ထက်တစ်နေ့တိုးတက်လာနေပြီပဲဖြစ်ပါတယ်။ virtual reality developer တွေနဲ့ motion designer တွေကိုဂိမ်းတွေပညာရေးနဲ့ marketing လုပ်ငန်းတွေမှာအများအပြားလိုအပ်လာကြမှာဖြစ်ပြီးတော့တီထွင်ဆန်းသစ်မှုတွေပိုလုပ်နိုင်လေလေဝင်ငွေရှယ်ကျန်းတွေဖြစ်တဲ့လုပ်ငန်းတွေဖြစ်လာကြမှာပဲဖြစ်ပါတယ်။ ကဘာကြီးမှာတော့လုပ်ငန်းတွေ တိုးတက်လာလေလေသူ့ထက်ငါအပြိုင်ကျဲရမယ်မာကတ်တင်းလုပ်ငန်းတွေ branding လုပ်ငန်းတွေကလည်းပို့ပို့များလာပြီးတော့ဒီနေရာတွေမှာအလုံးလုံးကြရမယ်တီထွင်ဖန်တီးမှုဆိုင်ရာပညာရှင်တွေကလည်းဝင်ွေပို့များလေဖြစ်လာကြရမှာဖြစ်ပါတယ်နံပါတ်၄ကျွမ်းကျင်ကုန်သွယ်သူများနဲ့အင်ဂျင်နီယာများ နိုင်ငံတော်တော်များများမှာခင်မီစောင့်တွေစောက်လုပ်လာရတာနဲ့အများကျွမ်းကျင်ကုန်သွယ်သူတွေအတွက်လည်းအလုံးကန်ခွင့်လန်းတွေပို့များလာရတော့မှာဖြစ်ပါတယ် ဆောက်လုပ်ရေးမန်နေဂျာတွေအရေးချင်းပြည်မီရဲ့အင်ဂျင်နီယာတွေရေနံနဲ့သဘာဝတန်းငွေ့အင်ဂျင်နီယာတွေဟာအခြေခံအဆောက်အုံဖွံ့ဖြိုးတိုးတက်ရေးနဲ့စွမ်းရင်ထုတ်လုပ်မှုအတွက်မရှိမဖြစ်လိုအပ်လာနေပဲဖြစ်ပါတယ်ထို့တူတဖက်မှာလည်းစက်ရုပ်နီးပညာအပေါ်မှာလူတွေအာရုံစိုက်လာကြရတဲ့အမြစက်ရုပ်အင်ဂျင်နီယာတွေအတွက်လည်းလာစာမြင့်တဲ့အလုပ်ကံတွေစောင့်ကြိုနေကြပြီပဲဖြစ်ပါတယ်။ အခုပြောပြပေးခဲ့တဲ့ဝင်ငွေမြင့်အနာဂတ်အလုတ်ကင်ဈေးကွက်တရတော့အရင်ခေတ်တွေနဲ့ကွဲပြားပြီးထူးခြားမှုတွေနဲ့ပြည့်နှံ့နေပြီပဲဖြစ်ပါတယ်။ဒီလိုအလုတ်ကင်တွေလုတ်ကင်နိုင်မှုအတွက်လည်းဤပညာတွေကျန်းမာရေးဆောင်ရှောက်မှုပညာရက်တွေတီထွင်ဖန်တီးနိုင်မှုတွေဒါမှမဟုတ်ကျွမ်းကျင်တဲ့ကုံသွဲမှုစနစ်တွေကိုတက်မြောက်ထားဖို့လိုအပ်နေပြီပဲဖြစ်ပါတယ်။ ဒါကြောင့်အနာဂတ်မှာဝင်ငွေများတဲ့အလုပ်ကိုင်တွေကိုဝင်ဆက်နိုင်ဖို့အတွက်အခုကတည်းကစိတ်ပါဝင်စားတဲ့ပညာရပ်မှာရင်းနှီးမြှုပ်နှံမှုတင်ယူထားမယ်ဆိုရင် အခွင့်အလမ်းများစွာပေါ်ပေါက်လာနိုင်ပါတယ်။လူတိုင်းဝင်ငွေကောင်းတဲ့အလုပ်ကိုင်တစ်ခုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။အခုလိုဗဟုသုတရစရာအကြောင်းအရာလေးတွေကိုအမြဲတင်ဆက်ပေးနေမှာဖြစ်လို့ channel လေးကို like and subscribe လုပ်ခဲ့ဖို့လည်းမမေ့နဲ့နော်။